င်္ဂလာပါရှင်မနေ့ကနိုဝင်ဘာ၂ရက်နေ့ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာပြည်တွင်းကသတင်းအကြောင်းအရာတွေကိုပြန်ပြီးစုစည်းတင်ဆက်ပေးလိုက်ပါတယ်ရှင်ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့မကွေးတိုင်းကိုဆက်သွယ်ထားတဲ့ရခိုင်ရုံးမဘော်ကအနယ်ရကန်လေချောင်းရံကာကွယ်ရေးစခန်းရှိရာဗျူဟာကုန်းကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့နှစ်လတာအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်26ယောက်ဖမ်းမိထားတယ်လို့ချင်းကာကွယ်တပ် CDF အချို့ကဒီနေ့မှထုတ်ပြန်ပါတယ်။နယ်ရကန်ဗျူဟာကုန်းကိုအရခတက်တော်အေအေကထိုးစစ်ဆင်နေတာဖြစ်ပြီး ပူပေါင်းတပ်တွေကပါပါဝင်တိုက်ခိုက်နေကြပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလဇန်ပိုင်းကစတင်ပြီးနယ်ရေကန်ပြူဟာကုန်းစီစစ်ကူလာတဲ့တပ်တွေကို CDF အရှုံနဲ့တော်လင်းတပ်ဖွဲ့တွေကကြားပြတိုက်ခိုက်နေကြတာပါ။စက်တင်ဘာနဲ့အောက်တိုဘာနှစ်လတာတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်26ယောက်ကိုအရှင်ဖမ်းမိထားပြီးနယ်မြေရှင်းလင်းရေးလှုပ်ဆောင်ချိန်မှာလက်နက်လေးလက်ကိုသိမ်းဆည်းရရှိထားတယ်လို့ CDF အရှုံကဖော်ပြပါတယ်။ဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်မှုထမ်းတင်းနှင်းစင်တွေဖြစ်ပြီးမတရားသဖြင့်စစ်သားဆူဆောင်ခံထားရသူတွေဖြစ်တယ်လို့ CDF အရှုကဆိုပါတယ်။နတ်ရည်ကံပြူဟာမကြစေဖို့အတွက် စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူနဲ့အစစ်ကူတွေဆေးလွတ်တိုက်ခိုက်နေပြီး CDF အရှုဘက်ကလည်း၂ယောက်ကြာဆုံးပြီးထိခိုက်ဒဏ်ရာရသူ၉ယောက်ရှိတယ်လို့ဖော်ပြထားတာပါ။အေကတော့နတ်ရည်ကံပြူဟာစကန်နဲ့ပတ်သက်ပြီးအော်တိုဘာ၁၉ရက်နေ့မှာနောက်ဆုံးသတင်းထုတ်ပြန်ထားခဲ့ပါတယ်။အဲ့ဒီစကန်ကိုရဖို့အတွက်လက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးစကမ်းမကြဖို့အတွက်အစ်စ်ကောင်စီတပ်ဘက်ကလည်းလေချောင်းပစ်ကူစစ်ကူတွေအဆက်မပြတ်ပို့ပေးနေတယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ရွေးကောက်ပွဲကိုပြက်စီအောင်နှောက်ရတဲ့ဆိုတဲ့စစ်ဆဲချက်နဲ့စစ်ကောင်စီတပ်ဟာ၃လအတွင်းအမျိုးသားအမျိုးသမီးစုစုပေါင်း88ယောက်ကိုဖမ်းဆီးထားပါတယ်။နေပြည်တော်မှာအော်တိုဘလ31ရက်နေ့ကပြုလုပ်တဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာဗဟုကော်မတီအစည်းအဝေးမှာစစ်ကောင်စီပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကဖမ်းဆီးထားသူဦးရေကိုထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။အမျိုးသား83ယောက်နဲ့အမျိုးသမီး9ယောက်စုစုပေါင်း88ယောက်ကို ရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖြစ်စည်းခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့ဖန်ဆီးအရေးယူထားတယ်လို့သူကဆိုပါတယ်။ဒါပေမဲ့အသေးစိတ်အချက်အလက်ကိုတော့ထုတ်ပြောသွားချက်မရှိပါဘူး။ဒါ့အပြင်ရွေးကောက်ပွဲကိုထိခိုက်စေသူတွေကိုစုံစမ်းဖော်ထုတ်အရေးယူဖို့ကိုလည်းစစ်ကောင်စီပြည်ထောင်ဝန်ကြီးကရဲတပ်ဖွဲ့ကိုအမိန့်ပေးခဲ့ပါတယ်။အာဏာသိမ်းစစ်ကောင်ဆောင်ကသူကျင်းပတဲ့ရွေးကောက်ပွဲကိုနှောက်ယှက်ဖြစ်စည်းသူတွေကိုအရေးယူဖို့ရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖြစ်စည်းခြင်းကနေကာကွယ်ပေးရေးဥပဒေကိုဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ပါတယ်။ အဲ့ဒီနောက်လူမှုကွန်ရက်ကနေရွေးကောက်ပွဲကိုဝေဖန်ရေးသားသူတွေကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့တာပါပထမဆုံးဖမ်းဆီးခံရသူကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့ကကိုနေသွေးဆိုသူဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ1900နဲ့ချခံခဲ့ရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်စကားနဲ့ပတ်သက်ပြီးဝေဖန်တာပြစ်တင်တာတွေကိုအားပေးထောက်ခံလို့ဆိုပြီးဒရိုက်တာ3ယောက်နဲ့တရုတ်ဆောင်2ယောက်စုစုပေါင်းအမျိုးသား9ယောက်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်ရှမ်း အနောက်မြောက်တိုင်းစစ်ထနာချုပ်အခြေဆိုင်ရာသကိုင်းတိုင်းမြို့တော်မုံရွာမြို့မှာစစ်ကောင်စီတပ်ကလုံခြုံရေးအပြည့်နဲ့ကထိန်လှည့်လည်ခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်စစ်ကောင်စီတပ်ကကြီးမှုပြီးကထိန်လှည့်လည်ရမှာလက်နက်ခဲယံအပြည့်အစုံတပ်ဆင်ထားတဲ့စစ်သားနဲ့အရဲတပ်ဖွဲ့ဝင်တွေကလုံခြုံရေးအပြည့်ယူပေးခဲ့တယ်လို့ drone ဖြတ်ဆက်တွေပါအသုံးပြုခဲ့တယ်လို့သိရပါတယ်ကထိန်လှည့်ချိန်မှာ drone ဖြတ်ဆက်ကိုအသုံးပြုခဲ့တာကြောင့်မုံရွာမြို့ပေါ်မှာဖုန်းလိုင်းတွေယာယီပြတ်တောက်သွားခဲ့တယ်လို့မြို့ခံအချို့ကအဆိုပါတယ်ဒါပြင်မုံရွာမြို့ပေါ်ကလမ်းချို့ကိုလည်းလုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ကပိတ်ပင်ထားခဲ့တယ်လို့သိရတာပါမုံရမြို့အခြေဆိုင်နောက်မခလို့လူသိများတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဟာမကြာခဏဆိုသလိုတော်လရေးတပ်ဖွဲ့တွေရဲ့ short tight drone drone တွေနဲ့တိုက်ခိုက်တာကိုခံရလေရှိပါတယ်ဒါပေမဲ့စစ်ကောင်စီတပ်ကတော့နောက်မခတိုက်ခိုက်ခံရတာမရှိဘူးလို့ညင်းဆိုလေရှိပါတယ်ရှင်စင်ရနွမ်းပါသူတွေအတွက်တံပိုးသိညစာအစီအစဉ်ကိုတီထောင်ပေးသူဒေါက်တာနန္ဒဝင်းကိုချီးမြှင့်ထားတဲ့ပြည်သူ့ကောင်ရေးဆုရှင်စင်ကဖေရှားလိုက်ပြီလို့ ီသူကုံရီဘိုးအလုံးမှုဆောင်အဖွဲ့ကနိုဝင်ဘာ၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ဒေါက်တာနန္ဒဝင်းကအာနာသိန်းစီအုပ်စုရဲ့လုပ်ရည်တွေကိုထောက်ခံအားပေးရည်တည်နေတယ်လို့ CDM ဆရာဝန်တွေသူနာပြုတွေကျမ်းမာရေးဝန်ထမ်းတွေကိုပုတ်ကလေးကစေယုံတွေမှာဝန်ထမ်းအဖြစ်မခန့်အပ်ဖို့သူ့ရဲ့အခွင့်အာဏာကိုသုံးနေတယ်လို့ပြည်သူ့ကောင်ရီအဖွဲ့ကဆိုထားပါတယ်။အသည့်လုပ်ရည်တွေဟာပြည်သူ့ကောင်ရီအသင်းရဲ့စုရွေးချယ်ရေးဆိုင်ရာမူဝါဒတရက်ဖြစ်တဲ့နိုင်ငံသားများနဲ့လူပေါင်းလောကအတွက်အစံပြဖြစ်မှုအရေးချင်းကနေလုံးဝသွေးဖယ်နေတယ်လို့ဖော်ပြထားတာပါ ။ဒါကြောင့်ဒေါက်တာနန္ဒဝင်းနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုပြည်သူ့ကောင်ရဲ့အသင်းအင်တာနက်ဆမ်မနာတွေကနေဖယ်ရှားလိုက်သလိုစုရှင်တူအဖြစ်ထိုက်တန်မှုမရှိဘူးလို့လည်းပြည်သူ့ကောင်ရဲ့အဖွဲ့ကရှုတ်ချလိုက်ပါတယ်။ဒေါက်တာနန္ဒဝင်းဟာလက်ရှိမှာရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ဆနစ်ကဒူတာဝန်ကြရာ AR တိုင်းအင်ကပူမြို့နယ်အတွင်းမှာစင်ရနွမ်းပါသူတွေအတွက်တံပိုးသိညစာရောင်းချပေးတဲ့လူမှုအကျိုးပြုအစီအစဉ်တွေကိုလှုပ်ဆောင်ပေးခဲ့တာကြောင့် ပြီးခဲ့တဲ့2015ခုနှစ်မှာပြည်သူ့ကွန်ရက်စုအချင်းမြက်ခံခဲ့ရတာပါပြည်သူ့ကွန်ရက်စုရွေးချယ်ချင်မနာကိုအမေရိကန်ရောက်မြန်မာတွေကစုစည်းထူထောင်ထားတာ ဖြစ်ပြီးမြန်မာပြည်တွင်းကလူမှုရေးလုပ်ငန်းလှုပ်ဆောင်နေသူတွေကို2010ခုနှစ်ကစပြီးနှစ်ဆင်စုချင်းမြက်ခဲ့တာဖြစ်ပါတယ်ပထမဆုံးစုရှင်ကတော့နာရေးကူညီမှုအသင်းတည်ထောင်သူဦးကျော်သူဖြစ်ပြီးအခုနှစ်ရဲ့စုရှင်အဖြစ်စစ်ကောင်စီရဲ့ဖမ်းဆီးအချင်းချတာခံထားရတဲ့နိုင်ငံတော်အတိုင်အမြံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကိုရွေးချယ်ဂွန်ပြုထားပါတယ်ရှင် People's Wing ကတင်ဆက်ပေးခဲ့တဲ့ပြည်တွင်းသတင်းအကြောင်းအရာတွေကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။